ကဲအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Note Tiger Channel နဲ့ဖန်ပြနေပြီးကြိုဆိုပါတယ်ကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်းအားရကြားနေအစီအမဲစောင့်မျှော်ကြည့်ရှုပေးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်တင်နေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့လူယုံရဲ့ video file လေးပဲဖြစ်တယ်အတူတကွနားဆင်ကြားရအောင် My name is Ma Allah Ma Elo and Sau Pu ကျုပ်က A B C D Y Z P P ကျဲနော်လူလိမ့်ပါခင်ဗျာဘောဘမငါလုံးအလိန်တော်တာဘူးရှိလေရှင်ထွက်ခဲ့ငါနဲ့အလိန်ပြိုင်မယ်ခြေတဲ့နေရာပြောလိုက်ငါဒီနေ့လိန်စရာတွေများနေပါလားအင်းဘယ်ကစပြီးလိန်ရမလဲငါလိန်တာကိုယုံနေစပြီးရှိသေးတယ်ပြောစရာပဲဟာတမရိုရာရင်းနဲ့တမရိုမိသားစုဝင်တွေကို တက်မလို့ကထုတ်ပတ်နေတာတက်မလို့ကကျွေးမွေးနေတယ်ဆိုတော့ကိုယုံကြည်နေတဲ့တတိဆန်နေရှိနေတယ်လို့မတော်ခံနေတာပါလားကွာလူလေလူလေဖြစ်တော့ပါဖြစ်လေဒီနေ့ကတော့ပထမအဦးဆုံးအနေနဲ့စီရဲတရင်ကိုအရင်ပြောချင်တယ်စီရဲတရင်မပြောခင်မှာ10မိနစ်လောက်ရှိတဲ့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်ကျွန်တော်လာမြေရှေ့အော့ဒီအမ်ဆိုင် ဟာလမရွာကြီးပဲငါတို့အရှင်ချင်းတွေခဲအထူးသဖြင့် KIA တွေထိမ့်ချုပ်ထားတဲ့နေမြန်မာအော်တိုဘာလမှာနေ့အတိုင်းဘုံကျဲတိုက်ခိုက်တယ်စစ်ခွေးတွေဘုံကျဲတိုက်ခိုက်တဲ့ဂျားကနေမှလည်းခွန်လန်ဖိုးတွေဘက်မှာကျတို့စခန်းတွေအများကြီးတိမ့်ပိုက်ခဲ့ပြီဆိုတော့မနေ့ကပူတာဦးတိုက်ပွဲထဲမှာလည်းအခုကြားရတဲ့အတိုင်းပဲဒါရီဟာကချင်ဖြစ်ပေမဲ့ကချင်နဲ့မနန်တော့ခွေးပေါ်မှာကျွန်းကချင်နေဖြစ်တယ် ဆိုတော့ဒီနေ့ကျမအမြဲတမ်းပြောနေတဲ့အတိုင်းပဲဒီတိုက်ပွဲဟာလူမျိုးရဲ့တိုက်ပွဲမဟုတ်တဲ့အတွက်ကြောင့်ကချင်ဖြစ်ပေမဲ့ကဲတင်မယ်လို့တော့လုံးဝမထင်လိုက်ပါနဲ့နော်ပြလို့ရှိရင်အခုကျမနဘေးနားမှာမြင်ရတဲ့ခွေးတွေကိုကြည့်ပါကျမပြောပြမယ်အထူးသဖြင့်ဒီ27ဒေါ်လာရေးမှာငါတလောက်တဲခွေးချဘူးနဲ့အတူသူ့ရဲ့ကျွန်းနဲ့အားလုံးဟာဒီနေ့ကျမတို့ဒေါ်လာရေးတွေရဲ့ရှက်မှာဒီလိုမျိုးအကုန်ဒူးထောက်ရမယ်ရခိုင်မှာတိုင်းမိုးတွေမမိုးတာတွေအကုန်ဒူးထောက်ရတယ်မြင်တယ်နော် ဒီလိုပဲဒီနေ့ကျမတို့တော်လာရဲတည်းရဲ့ရှေ့မှာ ခွေးမှန်သမျှအကုန်ဒူးဒူးထောက်ရမယ်လူမျိုးမခွဲဘူးဘာရာမခွဲဘူးအကုန်ဒူးထောက်ရမယ်ဆိုတော့ကိုခွေးတွေမြဲမြဲမှထားပါเนาะအခုဒီတရက်နေ့ရက်မှာခွေးတွေမတာအများကြီးပေါ်သွားတယ်အခုမတာပေါ်တဲ့အထဲမှာမင်းစင်တန်ပြီးတော့ခွေးအတန်ပြီးတော့ခွေးစခုံတင်ရင်ပြီးတော့ခွေးဒူးလေပြီးတော့ခွေးရဝံပြီးတော့ခွေးစခွေးရဲခွေး အကုန်မတာပေါ်တာပက်ပက်ဆက်ဆက်ကိုပေါ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ် နော်ဒါဟာကျမတို့ရဲ့အောင်ပွဲဖြစ်တယ်နင်းတို့ရဲ့လေရင်ကြောက်ရင်မြန်မာနိုင်ငံမှာလူလာမဖြစ်ဘူးဆိုတာမြင်မြင်မှတ်ထားပါနော်နောက်စီရဲ့ဒိတ်ဒင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်တိုင်မူကြီးနဲ့ဓမ္မတရားတစ်ကဓမ္မမူကြီးတို့ရဲ့တာဝန်ရှိပုဂ္ဂိုလ်များပေါ့နော်ပေါ်မြုံနယ်တောင်ပိုင်းအမားခံပြည်သူစစ်ရွာတွေမှာရိတ်ခါပြက်လက်မှုလည်းတကြောင်မနေ့ကကတိုက်ပွဲဖြစ်နေတာကလည်းတကြောင်ပေါ့နော်အဲ့တော့အင်းအားနေတဲ့ပတ္တဆဝင်ကျုံရွာကတော့ပေးလိုက်ရတယ်ရှင်ဖရားတဲ့ တချို့ကတော့တဲ့ပြန်တိုက်နေတယ်ရှင်ဗျာတဲ့အင်အားအလုံးရဲ့လုံခံရတယ်ရှင်ဗျာတဲ့ဝင်ကျုံးဘက်ကလည်းတဲ့အင်အားအများအပြားနဲ့တက်လာတယ်တဲ့ပင်တော်မှာကတော့ဘောကနေဒုံးနဲ့ခြာနေတယ်ရှင်ဗျာတဲ့နော်ဒါပေါင်းမှုမှာဒုံးနဲ့ခြာနေပေါ့နော်အဲ့တော့နမခတိုင်မူကြီးတခါကြီးယေစုပြည့်ပြည့်တခါကြီးရဲ့လောရဲ့ကံရဲ့တတ္တိကိုပေါ့မြနဲ့တောင်ပိုင်းကိုပြပေးဖို့မေတ္တာရက်ခံကြပါလေဗျ32ရဲ့ဆယ်လာပဲနော်2025မှာပေါ့မြနဲ့တောင်ပိုင်း ဦးဇင်းတို့ဝင်ကြုံတို့တချို့ဘုံတို့မှာဒီရဲ့ຈမ်းဖက်တီနဲ့ဝင်ကြုံကတော့အင်ဂျင်60လောက်ရှိတယ်ဗျအထမဆုံးအင်အားနဲ့တဲ့နေရာကိုဝင်စီးရဲ့အတွက်ကြောင့်ပေးလိုက်ရတယ်ပေါ့ဗျာရွာကပေးလိုက်ရတယ်တချို့ဘုံကတော့အင်ဂျင်150နေရာနီးပါးလောက်ရှိတယ်ဒါကိုလည်းသူတို့တွေတုံးတန်းရဲ့ဒဏ်လည်းမခံနိုင်တဲ့အတွက်ကြောင့်ပင်အောင်မှာပူပေါင်းလိုက်တယ်ပေါ့နော်ဆိုကြတာကတော့ဝင်ကျုံပတ္တစာတွေရော တချို့ကိုဘီယူစစ်တီရောစိတ်ကြမကြပါနဲ့ဗျ။ဘယ်တော့မှစစ်ကူလည်းရောက်လာပြီဆိုတော့ဒါပြောပြော သူ့လည်းကိုယ်လည်းဆိုတာရှိပါတယ်ဗျ။ပင်တော်တို့မှာရောက်နေတဲ့ဒီတောင်ရှိပုဂ္ဂိုလ်ကြီးကိုပြောချင်တာ။ခင်ဗျားတို့အဲ့ရွာတွေကိုသွားတိုက်မယ်ဆိုလို့ရှိရင်ဝင်ကျုံကပတ္တဆာအနည်းဆုံး15ခေါ်သွားပါ။တိချုံကပတ္တဆာအနည်းဆုံး20ခေါ်သွားပါ။လူပိုင်းခွေရတို့ရွာတက်ဆိုမှနိုင်မကြီးနေတယ်။အဲ့ဒီရွာတွေကိုအရင်စဝယ်မှာကြားပစ်ကန်တို့ညာအောင်ပွဲခံတယ်လို့ကြားတယ်။ သူ့လည်းကိုယ်လည်းဆိုတာရှိသွားတယ်ဗျာနော်စိတ်ဓာတ်မကြပါနဲ့ဗျာနော်အော်တိုဘလာ33ရက်တုန်းကပြောတာတော့ဟာတိုင်မှုရေကေပါအောင်ကေပါအောင်လာပါအောင်နော်အော်နေကြတယ်ဒါပေမဲ့တိုင်မှုမှာနားမကြဘူးဘယ်တိုင်မှုကိုပဲအော်အော်အော်ချင်တဲ့သူကိုအော်ပါဒီနေ့ကျမတို့တော်လာရဲတွေတိုက်ပွဲပြင်းပြင်းထန်ထန်လုံးတော့မှာဖြစ်တယ်ဆိုတော့အခုငပေါက်အော်နေတယ်เนาะကို့ရေးကိုဖြည့်ရှင်းကြဆိုတော့အခုတရက်နဲ့မှာတော့ဗာပြောလဲဖက်ပြေးကြကုန်ပြီ drone တာနေလက်နက်တာနေမခံနိုင်လို့ထွက်ပြေးကုန်ပြီတဲ့ပြီးလို့ရှင်ဒီထဲမှာသူပြောသွားတာအလေးအကျဉ်းမနွယ်စတာနဲ့တတိရှိလို့လက်နက်ကင်နေနင်းလိုမျိုးဂဒုံတီးပြီးတော့သူများရဲ့သမင်းကိုအလကားလိုက်နိုင်စားနေတဲ့တခိုးချဘိုးမဟုတ်ဘူးဒီနေ့ကျမတို့တော်လာရဲတွေအထူးတဖြင့်အခုကျမတို့စစ်ချိန်အယံမြင့်ရတော့မှာဖြစ်တယ်အခုဒါကတော့ကျမတို့ရဲ့အောင်ပွဲဖြစ်တယ်အခုပေါက်နေမြေတခွေလုံးထဲမှာပါဝင်နေတော့ပါဝင်ခဲ့တော့တော်လာရဲအရောက်စီတိုင်းကို မချီးကျူးရင်ဘသူ့ကိုချီးကျူးမှလဲကဘာပေါ်မှာနော်ဒီလူဒီကိုမွန်မြတ်တယ်လို့မပြောလို့ရှင်ဘယ်သူ့ကိုကျွားတော့ကမွန်မြတ်တယ်လို့ပြောမလားဆိုတော့ဒီနေ့ကျွားတော့ကိုဒီလိုမျိုးခက်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 ကြီးစားနေဂျားကနေမှတော်လာရဲတော့ပါဝင်ခဲ့တော့လူငယ်လူရွယ်လူကြီးအားလုံးကိုဒီကနေအထုပဲကျေးဇူးတင်တယ်အလေးပြုတယ်ဆိုတာအကြောင်းပြောချင်တယ်ငါပေါ့အော်နန်တလောက်အော်ကတော့ကနေမှ အခုငွေထွက်အောင်အော်နင်းတောင်းစားထားတဲ့တဒေါင်းစားသမင်းနဲ့အကုန်ကုန်တဲ့အထိအော် အဲနင့်တို့လိုမျိုးတရေဘောကြောင်တာကျွန်တော်တော်လာရေးထဲမှာမပါဘူးဆိုတာမြင်မြင်မထားပါဒါပဲပြောမယ်နော်ဆိုတော့အခုနောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်တို့ပြည်သူလူထုဒီမှာဘာအခွင့်အရေးတွေရှိတယ်လဲကျွန်တော်တို့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်နော်ကျွန်တော်ကရွေးကောက်ပွဲကိုထောက်ခံပါတယ်ကြိုးစားပါတယ်ရွေးကောက်ပွဲကျင်းပပြီးပါဘာညာဆိုတော့ကျွန်တော်ပြောနေတဲ့အဟာကိုခမရတို့တွေကတရားဟောကဟဟလာပြီးတာဟလောင်တာပြန်ရှယ်ပြီးတော့ဆဲတာကွန်မန့်လာပြီးတော့ဆဲတာထောင်၃နှစ်ကနေထောင်၇နှစ်ကြာမှာနော် တေချာပေါက်ထောင်နဲ့တေတန်အကုန်သွားမှာဒီလိုပဲတခါဦးအမှုပညာရှင်တွေရုပ်ကောက်ဘုတ်အာပင်းစီယုံလုံဆောင်ပေးနေတဲ့အမှုပညာရှင်တွေကိုတွားပြီးတော့လှောင်တာပြောင်းတာကြော်တာကညှူတာတွားလှုပ်တာအဲ့ဒါတွေကလုံးဝထောင်နဲ့သုံးတဲ့ကနေခေါင်းနဲ့ကြာမှာနော်ဥပဒေကထုတ်ပြန်ထားပြီးသားမို့လို့အဲ့ဥပဒေကိုမလိုက်နိုင်ဘူးရှင်းရှင်းပြောရရင်တော့နိုင်ငံသားကိုအပိဓာထွက်သွားပြီးတော့ဒီမှာမနေနဲ့အပိထွက်သွားဒါမှမဟုတ်တပုံသွားလို့နောက်တစ်ခါရုပ်ကောက်ဘုတ်ဝင်ပြိုင်တဲ့အဲပါတီတွေကိုယ်စားလှောင်းတွေပေါ်မှာခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဲ့ဒါခင်ဗျားတို့ရဲ့ရှင်သွင်းဆန္ဒ ိုက်လို့ရတယ်မကြိုက်လို့ရတယ်အဲ့ဒါကိုခင်ဗျားတို့ဘာမှမပြောဘူးဒါပေမဲ့ခင်ဗျားတို့မကြိုက်တော့မကြိုက်ကြောင်း Facebook မှာတက်ရေးမယ်အဲ့ဒါခင်ဗျားထောင်းရအောင်မကြိုက်ကြောင်းသွား share မယ်ထောင်းရအောင်မကြိုက်ကြောင်းသွား like လုပ်မယ်ထောင်းရအောင်ကိုကမကြိုက်လို့ရှိရင်ကိုရင်ထဲမှာပဲကိုထားလို့ရတယ်ဘာမှမပြောမျိုးသိထားလိုက်ပြီးရင်မဲပေးရရှိသွားပေးလိုက်ပြီးရင်ပြန်လာခဲ့လိုက်ဒါပဲအဲ့တော့လွတ်တော်ကိုယ်စားလောင်းနေလွတ်တော်တဲ့ရောက်သွားပြီးတဲ့အချိန်ကျရင်တော့ဝေဖန်တော့အကြိုက်မကြိုက်လည်းဝေဖန်လို့ရတယ် ဆိုတော့အခုဒီထဲမှာသူတို့ကိုလည်းချိန်ထောက်တယ်ဆိုလို့ရှိရင်ထောင်တန်းက၃နှစ်ကနေ9နှစ်အခုရွေးကောက်ပွဲမှာပါဝင်မဲ့ခွေးတွေကိုကြိုက်တယ်ဖြစ်ဖြစ်မကြိုက်တယ်ဖြစ်ဖြစ် Facebook ကနေမှာဘာမှရဲလို့မရဘူးမကြိုက်ဘူးဆိုလို့ရှိရင်စိတ်ထဲမှာသာရွေးကောက်ပွဲပြီးပြီးမှ ခွေးတွေအစိုးရဖွဲ့ပြီးပြီဆိုလို့ရှင်တော့ကိုမကြိုက်ကြောင်းအဲ့ချိန်ကြလို့ရှင်ထုတ်ဖော်လို့ရမယ်တဲ့ဒီဆိုလို့ရှင်ကျွမျိုးမျိုးကိုဒီကနေပြောမယ်ဒီဆိုလို့ရှင်နင်းလဲကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေခွေးမကိုအရင်ယူလိုက်လေယူပြီးမှနင်းပေါင်းကြည့်လို့မှဒါကခွေးဖြစ်တယ်ဆိုတဲ့အချိန်ကျမှဟာငါယူတာဟာခွေးဖြစ်ပါတယ်လို့အဲ့ချိန်မှပြောလေဆိုတော့နင်းအမေလဲနင်းအဖေကိုအဲ့လိုပဲယူထားတာလားနေဖေခွေးကိုလည်းဒီတိုင်းပဲယူထားတာလားအရင်ပေါင်းကြည့်လိုက်ပေါင်းကြည့်ပြီးမှငါယူထားတဲ့သူကခွေးလားလူလားဆိုအဲ့ချိန်ကျမှတိဖို့လား မကြိုက်ဘူးဆိုရင်ဒီရွေးကောက်ပွဲစလုပ်တဲ့အချိန်မှာမကြိုက်ဘူးလို့မပြောရင် ရွေးကောက်ပွဲပြီးမှအစိုးရထောင်ပြီးတဲ့အချိန်ကြမှာပဲမကြိုက်ဘူးလို့ပြောလို့ရှင်ဘာလို့မလဲမကြိုက်ဘူးဆိုအခုကနေမကြိုက်ဘူးလို့ပြောရမှာလေအခုနင်းတို့တောင်နင်းတို့ကိုပြောတာမကြိုက်တဲ့ခါမှာကြိုက်မကြိုက်တဲ့သူဒီကိုဖမ်းပြီးမှထောင်ချနိုင်တယ်ဘာကြောင့်မို့ပြည်သူဒီကဒီရွေးကောက်ပွဲကိုငို့လို့မကြိုက်ဘူးလို့ဘာကြောင့်ပြောခွင့်မရှိရမှာလဲနင်းတို့တောင်နင်းတို့ကိုမကြိုက်ဘူးလို့ပြောလို့ရှင်ထောင်ထဲထည့်ခွင့်ရှိရင်ငို့လို့လည်းငို့လို့မှမကြိုက်ဘူးဆိုတာပြောခွင့်ရှိတယ်ဒါကြောင့်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာရှိတော့ခွေးတွေနဲ့အတူလူပြည်သူတွေကိုကျွန်မပြောချင်တယ် တနေ့ကသတင်းထဲမှာလည်းကျွန်မပြောပြီးပြီကျတော်ကချင်းပြင်းနေမှာအခုစစ်ခွေးတွေရဲ့မဲဆွေမှုနဲ့ပတ်သက်ပြီးတော့မိုင်းတဲ့ဖုန်းလိုင်းတွေဖွင့်ပေးတယ်။ထို့နည်းတူပဲအခုပူတာဦးဘက်မှာစစ်ရဲတွေအရန်ပြင်းထန်လာတဲ့အခါမှာခွေးတွေအဆက်အသွယ်ရအောင်ဆိုပြီးမှသူတို့မဲသေးလိုင်းတွေဖွင့်ထားပေးတယ်။ဒါကိုဝမ်တာနေဆရာအကြောင်းမရှိဘူးလို့ပြောပြီးပြီ။ဘာကြောင့်လဲ။သူတို့ပေးချင်တဲ့ချိန်ပေးတယ်မပေးချင်တဲ့အချိန်မပေးဘူး။လိုရင်ပေးတယ်မလိုရင်မပေးဘူး။ဒီနေ့ခုနေ့လကောက်ပဲငါတို့ကြိုက်တာငါတို့လုပ်မယ်။နင့်တို့ကထောက်ခံချင်တယ်မထောက်ခံချင်တယ်မဲတော့ပေးပါတဲ့။ ကဲဒါလားဒီမိုကရေစီဒီမိုကရေစီဆိုတာကိုလုတ်ချင်နေလုတ်မယ်မလုတ်ချင်မလုတ်ဘူးသူတို့ဘက်ကလည်းမဲထည့်ချင်တဲ့ထည့်မယ်မထည့်ချင်တဲ့မထည့်ဘူးဒါသူတို့သဘောပဲငါမကြိုက်ဘူးဆိုလို့ရှိရင်ငါရဲ့ Facebook ပေါ်မှာငါဖာငါမကြိုက်ဘူးလို့ပြောတာဘာဖြစ်တလားဆိုတော့နင်တို့အစိုးရအဖွဲ့ပြေးမှဘဲငါတို့ကဒီအစိုးရကိုမကြိုက်ဘူးလို့ပြောလိုက်ရှင်ငါတို့ကငါနဲ့လုံးလုံးကျွန့်ခံရအောင်မလားဒီနေ့ညီမတို့မှာထည့်ချင်တယ်မထည့်ချင်တယ်ထည့်ရမယ်ကြိုက်ချင်တယ်မကြိုက်ချင်တယ်ဒီစစ်ခွေးတွေလည်းအောက်မှာနေရမယ် သူတို့စစ်ခွေးတွေအုပ်ချုပ်ကြမှာပဲငို့တို့မကြိုက်ဘူးဆိုလို့ရှင်အဲ့ချိန်ကြမှာပဲပြောပါတဲ့ဒါကလူစကားလားခွေးစကားလားဒီနေ့ကျမတို့တော်လိုင်းရဲတွေခံမဲလို့ထင်သလားလို့ပဲဒီလောက်ပဲပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်နေနေကတော့ပထမဦးဆုံးပြည်သူလူထုတွေကိုသတိပေးချင်တဲ့အရာရှိတယ်ဘောကိုသုံးဆိုင်တော်သူများ ဇက်ကနဲ့ပတ်သက်ပြီးတော့အခုကျမတို့မြန်မာနိုင်ငံမှာဖန်စီမှုဟာ60အထက်ရောက်လာပြီဆိုတာသိရတယ်ပြီးတော့အမှုပညာရှင်နဲ့ပတ်သက်ပြီးတော့9ရောက်ကိုဖန်စီထားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျမတို့လူပြည်သူလူထုတွေကိုသတိပေးချင်တဲ့အရာဟာတစ် Facebook ကို lock ချထားကြပါ နင့်အနေနဲ့လွတ်မြောက်တဲ့နေရာမှာရှိတော့တော်လာရဲဒီရဲ့ဗီဒီယိုကိုဘယ်တော့မှ share တာတွေမလုပ်ပါနဲ့ဟာဟာလည်းမပေးပါနဲ့တဲပုံလည်းမပေးပါနဲ့နင့်တို့အားလုံးကိုငိုလို့နားလေပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်အခုဖမ်းသွားတဲ့ဒါရိုက်တာအောင်ချမ်းတူကိုဖမ်းတာကအသေးပုံတစ်ခုပဲထည့်လိုက်တာဖမ်းလိုက်တယ်ဒါကြောင့်ဒီနေ့မြန်မာနိုင်ငံမှာရှိနေတော့တော်လာရဲလူ ပြီးသူလူထုသည်တရိထားကြပါ ခွေးတွေဟာဒီနေ့ကြွားတော့ကိုလိုက်ဖမ်းနေတဲ့အတွက်ကြောင်းတရိထားကြပါဆိုရှယ်မီဒီယာကိုတုံးတယ်ဆိုလို့ရှိရင်တရိဝရိယနဲ့တုံးကြပါ ပြီးလို့ရှိရင်အမြဲတမ်းသတင်းတွေကိုနားထောင်ကြပါ ကိုယ့်ရဲ့မိသားစုကလွဲရင်ဘယ်သူ့ကိုမှမယုံနဲ့လွတ်မြောက်တဲ့နေရာမှာ နေတဲ့သူတွေကဘသူကပါဆိုတာအကုန်သိပေမဲ့မြို့ထဲမှာရှိတော့သူတွေဟာခွေးချပူရဲ့ကျွန်းနေဟာဂျိုပေါက်တာမဟုတ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မိသားစုကလွဲရင်ဘသူ့ကိုမှမယုံကြည်ကြပါနဲ့လို့လည်းပြောချင်တယ် ခွေးတွေကခွေးကြောက်ဝက်ကြောက်ကြတော့မယ်နေရတကာမှလည်းစစ်ရှုံးတယ်ဘာမှမတတ်နိုင်ခဲ့တဲ့အခါမှာကျတော့အခုအမှုပညာရှင်တွေကိုလည်းပဲသူတို့ရဲ့အာနာဆိုတော့ခွေးယူပြန်ယောဂာနဲ့အမှုပညာရှင်တွေအားလုံးကိုချင်းချောက်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒါဟာအစ်မတမ်မတရေဘောကြောင့်တော့အာနာရှင်ဆန်တော့လူရိုင်းတွေရဲ့အလုပ်ဖြစ်တယ်ဆိုတော့အခု အော်တိုဘလာ33ရက်နေတုန်းကတော့စစ်ခွေးတွေကစစ်အုပ်ချုပ်ရေး3လရက်တိုးလိုက်တယ်လို့ပြောတာစစ်အုပ်ချုပ်ရေးပဲတိုးတိုးမတိုးတိုးဒီနေ့ကျွန်တော်တို့တော်လာရေးကဘာမှဂရုစိုက်စရာမလိုဘူးပြီးနောက်တစ်ခုကတော့အခုစစ်ခွေးတွေကဘောကိုသုံးဆိုင်မဲ့သူများဇက်ကားထဲမှာပါဝင်ခွက်တော့ဒရောင်းစာအမှုပညာရှင်တွေကိုဒီနေ့ကျွန်တော်တို့တော်လာရေးဒီဘက်ကနေမှ BC လုတ်တဲ့ social punishment တွေလုတ်လာခဲ့တဲ့အခါမှာသူတို့ဘက်မှာလုံခြုံမှုမရှိတော့ဘူးဒါကြောင့်ခွေးတွေကအခုဘာလုတ်လာလဲဆိုတော့အရင်တော့ကလက်သုံးချောင်းထောင်ခဲ့တော့အမှုပညာ ရှင်တွေအားလုံးလည်းခွေးတွေရဲ့ lobby လုပ်ပေးအဲဆိုလို့ရှင်တော့ကျွတ်တော်လာရေးဒီဘက်ကနေမှလူအမှုပညာရှင်တွေနဲ့ခွေးတွေရဲ့အမှုပညာရှင်တွေကိုချိန်ချောက်လို့မရတော့ဘူးလို့ပြောတယ်ဒီနေ့ကျွန်မတို့ခုပြောမယ် ရေနဲ့စီဟာပကံထဲမှာထည့်ထားတယ်ဆိုလို့ရှင်တော့ရေတိတံရေအစီတိတံဖြစ်တယ်ဒါကြောင့်မို့စီနဲ့ရေကိုငါရောချင်ပါတယ်ဆိုပြီးမှ mixer ထဲမှာထည့်ပြီးမှပဲကြိတ်ကြိတ်စီကတော့စီပဲရေကတော့ရေပဲဒါကြောင့်ဒီနေ့ကျမတို့ကတော့နင့်တို့ရဲ့တနတ်ပြောင်းဝါနဲ့လူအမှုပညာရှင်တွေကိုမရမနေလို့ပြီးတော့နင့်တို့ရဲ့ lobby ကားထဲမှာဝင်ရိုက်ခဲ့ပေမဲ့ဒီနေ့ကျမတို့တော်လာရေဒီကနင့်တို့လိုငကောက်တွေမဟုတ်ဘူးเนาะဒါကြောင့်ဘဲသူကတော်လာရေ အဲအနုပညာရှင်လည်းဘဲသူကခွေးရဲ့ဘောမလဲဆိုတာသိတာဖြစ်တဲ့အတွက်ကြောင့်ဘဲသူကိုတတ်တင်တယ်လဲမတတ်တင်ဘူးလဲဆိုတာငါတို့မသိတယ်အခုတို့တို့ကတော့အကုံကိုရောထည့်လိုက်လို့ရှင်ဒီနေ့တို့တို့တော်လာရဲဒီဘက်ကနေမှတို့ကိုဘာမှမလုံနိုင်တော့ဘူးလို့တို့ထင်နေကြတာရိုက်ချင်တယ်လို့ရိုက်ကြပါနင်တို့မလို့မချက်လို့ကိုကိုလုံးဝမထောက်ခံတဲ့သူတွေကိုတနက်ချိန်ပြီးတော့နင်ငါရဲ့လော်ဘီလုပ်ပေးရမယ်ဆိုတာဟာ အကြမ်းဖက်ဆိုတာတောင်မှရိုးရိုးအကြမ်းဖက်တော့မဟုတ်တော့ဘူးလူအခွင့်ရအားလုံးကိုချိုးဖျက်ပြီးတော့နင်တို့ရိုင်းရိုင်းဆိုင်ဆိုင်လုပ်နေတဲ့ဘာနဲ့တောင်မှနိုင်လို့မရတဲ့ခွေးတွေဖြစ်တယ်ဒီလူမျိုးတွေကမြန်မာနိုင်ငံမှာဘယ်လိုရှိတင်မလဲဒီနေ့ကျွန်တော်တို့တော်လိုင်းရဲတွေအများကြီးစဉ်းစားဖို့ရတော့လိုအပ်လာပြီဒါကြောင့်ဒီနေ့ကျွန်တော်တို့လူအနုပညာရှင်တွေကိုဒီခါနေပြောချင်တာက နင်းတို့ကိုတနက်ပြောင်းသွားနဲ့ချိန်ထားလို့နင်းတို့ခွေးလိုပြီးလှုပ်ပေးရမယ်လှုပ်ပေးလိုက်ပါကိစ္စမရှိဘူးဒါပေမဲ့ကျတော့တော်လာရဲတဲ့အားလုံးသိပါတယ်ဘယ်သူကလူလဲဘယ်သူကခွေးဘောမလဲဆိုတာအကုန်သိတဲ့အတွက်ကြောင့်နင်းတို့ရဲ့အသက်တွေကြောက်ရှာမလို့ဘူးဒီနေ့ကျတော့တော်လာရဲတဲ့ဘာမှမလုပ်ဘူးဆိုတာကိုကျွတ်ပြောပြချင်တယ်ဒါကြောင့်နင်းတို့ကိုစစ်ခွေးတွေကနေမှတနက်နဲ့ချိန်ပြီးတော့ခွေးလိုပြီးလှုပ်ခိုင်းရင်လဲတွားလှုပ်ပေးလိုက်ပါ နင်တို့ lobby လုတ်လိုက်လို့မင်းပို့ထက်လာမဲ့လူမရှိတလို့နင်တို့မပါလို့လဲရော့သွားမဲ့လူတော့မရှိဘူးဒါပေမဲ့အခုခွေးတွေကတော့နင်တို့ lobby လုတ်မှပဲသူတို့ရဲ့ခွေးကြုံတွေကအသက်ချမ်းသာရမယ်လို့ထင်နေတာဒါကြောင့်နင်တို့ကိုတနက်ပြောင်းဝချိန်ပြီးတော့ချိန်ချောက်ပြီးတော့နင်တို့ကို lobby လုတ်ခိုင်းတယ်တွားရိုက်ပါတော်လာရဲတွေနင်တို့အပေါ်မှာအကုန်နားလေပေးတယ်ဆိုတာကိုမမေ့ကြပါနဲ့နင်တို့ရဲ့အသက်အန္တရာယ်လုံးဝစိုးရိမ်စရာမလိုဘူးဆိုတာကိုပြောပြချင်တယ် စာရွက်စာတမ်းကနေမှဥပမာမောင်ဖြူကိုငိုရုက social punishment လုပ်တယ်လို့ပြောပေမဲ့နင်းကိုနင်းငါကတော်လာရဲပဲဆိုတာနင်းသိတယ်ငိုရုတော်လာရဲတယ်လည်းနင်းဟာတော်လာရဲဆိုတာသိတယ်ဒါကြောင့်မို့နင်းရဲ့ဘဝကိုငိုရုလက်ဖျားနေတောင်မထီဘူးခွေးရဲ့လက်နဲ့ကြောင့်နင်းတို့လုပ်တယ်ဆိုတာကိုဒီနေ့ကျတော့တော်လာရဲတဲ့အားလုံးနားလေတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ဆိုတော့အခုခွေးတွေနဲ့ဘောမတွေကိုပြောပြချင်တယ် တော်လရဲထဲမှာပါဝင်ခဲ့တော့ဒီအမှုပညာရှင်တွေကိုနင်းတို့ lobby လောက်ခိုင်းမလားလောက်ခိုင်းလောက်ခိုင်းဂယုမဆိုင်ဘူးနင်းတို့ lobby ဇက်ကရိုက်လို့ပတ်စံကုံတာအချင်းကုံတာကလွဲရင်မဲထဲမဲ့တို့လဲပိုလမလားတလို့เนาะနင်းတို့ကိုလဲပိုပြီးမှစိတ်ဝင်စားစရာအကြောင်းမရှိဘူးဒီလိုမျိုးတနက်ပြောင်းဝအချိန်တိရိုက်ခိုင်းတဲ့သူဘယ်သူလဲဆိုငါတို့သိတယ်ဒါအကြောင့်မို့ငါတို့ထိမဲ့လူကထိမှာပဲမထိမဲ့လူကိုတော့ငါတို့မထိဘူးငါတို့သိတယ်ဘယ်သူကိုတတ်တင်တယ်လဲဆိုတာ မှတ်ထားပါနော်ဆိုတော့အဲ့ချိန်မှာဘောမကြော်မျိုးမြင်ပြောသွားတဲ့စကားတခုကဘာလဲဆိုတော့ကလစ်တခါလို့အင်းစိန်ထောင်ပြောချင်တာကအောင်ချမ်းသူကနေမှအသေးပုံလေးကိုတစ်ဆိုမှကလစ်လိုက်တယ်အဲ့နဲ့သူအခုထောင်ရောက်သွားတယ်ဒါကြောင့်မို့တခါကလစ်ရင်အင်းစိန်ထောင်တဲ့ပြင်မဲ့ဒါကတော့နင်းတို့ခွေးတွေနဲ့ဘောမတွေရဲ့ slogan ဒီနဲ့ကျမတို့တော်လန်ရဲတွေရဲ့ slogan ကတော့ လက်တခါကိုင်းလိုက်လို့ရှင့်အသက်တချောင်းဆိုတာမမဲ့ပါနဲ့ဒီရုပ်ရှင်ကြီးထဲမှာပါလာဖို့ရန်အတွက်ကိုလိုမင်းနဲ့မိုးဟေကိုကိုလည်းတို့ဖုန်းဆက်တယ်ဖုန်းမကင်ဘူးတဲ့တချို့ကြတော့ကြောက်လို့ဖုန်းမကင်ကြဘူးတဲ့ဒီနေ့နင်းတို့ခေါ်နေတော့တပုံဒီကိုကြောက်နေတာလားဒါမှမဟုတ်လို့ရှင့်ငါတလောက်တဲ့ဂျဘူးဒီကိုပြည်သူလူထုဒီကကြောက်နေတလားဆိုတော့ရှင်းရှင်းလင်းလင်းပဲနော်ဆိုတော့အခုခွေးတွေကတော့တို့ရဲ့ဒီရွေးကောက်ပွဲအတွက်စည်းကမ်းတွေထတ်ချထားတယ်ကျမဖတ်ပြမယ် နားထောင်ကြည့်ရအောင်เนาะမေးဆန္ဒရှင်တွေကိုတဲ့နစ်နာအောင်လောက်တာမျိုးတို့เนาะချင်းချောက်တာမျိုးတို့ဒါမျိုးတွေကိုကျိုးလွန်လို့ရှိရင်တူဦးတယောက်တည်းလောက်တယ်ဆိုလို့ရှိရင်တော့ထောင်တန်3နှစ်ကနေ9နှစ်အဖွဲ့အစည်းနဲ့လောက်တယ်ဆိုလို့ရှိရင်တော့ထောင်တန်5နှစ်ကနေ10နှစ်တဲ့ ပြီးလို့ရှိရင်မင်းစန္ဒအရှင်တွေရောပြီးရင်မဲယုံမူတွေရောဒီရွေးကောက်ပွဲကိုစလေနဲ့မင်းနဲ့ဆိုင်တဲ့အလုပ်လုပ်တဲ့ဒီလူတွေကိုချိန်ချောက်တာမျိုးတွေနော်တခုခုသူတို့ရဲ့အသက်အန္တရာယ်ကိုချိန်ချောက်တာမျိုးလုပ်တယ်ဆိုလို့ရှိရင်တော့သူဥတယောက်ထဲလုပ်လို့ရှိရင်1000နှစ်ကနေ20လူအစုအဝေးနဲ့လုပ်တယ်ဆိုလို့ရှိရင်1095နှစ်ကနေတသက်တကျွန်းဖြစ်တယ်လို့ပြောတယ်ပြီးရင်ရွေးကောက်ပွဲကိုပြက်ပြက်အောင်လုပ်တာမျိုးတို့ဟောပြောတာမျိုးတို့စီယုံတာမျိုးတို့ဆန္ဒပြတာမျိုးတို့လုပ်တယ်ဆိုလို့ရှိရင်တော့ တူဦးတယောက်တည်းလုတ်တယ်ဆိုလို့ရှိရင်တော့ထောင်တန်၃နှစ်ကနေ9နှစ်လူအစုအဝေးနဲ့လုတ်တယ်ဆိုလို့ရှိရင်တော့ထောင်တန်၅နှစ်ကနေ10နှစ်တဲ့နော် ပြီးနောက်တစ်ခုမင်းဆန္ဒရှင်တွေသူတို့နဲ့ဆက်ဆက်တဲ့သူတွေကိုချင်းချောက်တာမျိုးနောက်ဆက်တာမျိုးလူတဦးတယောက်ပဲလုပ်တယ်ဆိုလို့ရှင်ထောင်တန်း၃နှစ်ကနေ9နှစ်အစုအဝေးနဲ့လုပ်တယ်ဆိုလို့ရှင်ထောင်တန်း၅နှစ်ကနေ10နှစ်မင်းဆန္ဒရှင်တွေကိုပြင်းထန်အောင်နာကျင်အောင်လုပ်တယ်ဆိုလို့ရှင်တော့လူတယောက်ထဲလုပ်တယ်ဆိုလို့ရှင်10နှစ်ကနေအနည်း20လူအစုအဝေးနဲ့လုပ်တယ်ဆိုလို့ရှင်15နှစ်ကနေမှတသက်တကျွန်းတဲ့ နောက်တစ်ခုကကိုစရေဒီကနေမှမဲဆွယ်စည်းယုံတဲ့အခါမှာချင်းချောက်သားဒီနာကျင်အောင်လုပ်တယ်ဆိုလို့ရှိရင်တော့တဲ့၃နှစ်ကနေ9နှစ်လူအစုအဝေးနဲ့လုပ်တယ်ဆိုလို့ရှိရင်တော့9နှစ်ကနေ10နှစ်ကိုစလေလောင်းနေပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လူတယောက်ယောက်ကိုကိုကတခုခုလုံလိုက်လို့သူတို့တည်သွားတယ်ဆိုလို့ရှင်တော့တည်တန်ထိကြရောက်မယ်လို့ပြောတယ်ကျတော့ကခဏတော့ကပြောပြီးပြီလက်တခါကိုယ် အသက်တစ်ချောင်းဖြစ်တဲ့အတွက်ကြောင့်နာကျင်အောင်လည်းလုပ်မနေဘူး။စာတော့ထုတ်လိုက်မယ်။စာထုတ်ပြီးပြီဆိုလို့ရှင်တော့ဘဝကိုညှိကုံချုပ်ကြပါလို့ပြောချင်တယ်နော်။ငွရုတော်လိုင်းရဲ့ရဲ့နေရာထဲမှာခွေးထားမယ့်နေရာမရှိတဲ့အတွက်ကြောင့်ငွရုကတော့နင်းတို့ကိုဟိုထောင်လေးထဲမှာမဟုတ်ဘူးတနစ်လေးထဲမှာမဟုတ်ဘူး၁၀နစ်လေးထဲမှာမဟုတ်ဘူးတသက်တကြွလေးထဲမှာမဟုတ်ဘူးနင်းတို့ကိုတစ်ခါလေးမြေပြင်ပေါ်ကနေမှရှင်းလင်းမှာ ထောင်တနစ်နဲ့နဲ့လဲချမနေဘူးပြီးလို့ရှိရင်ကိုစလေလောင်းတွေမဲဆွေစီယုံမှုဆင်းတဲ့အခါမှာလဲသူတို့ကိုထိခိုက်တာမျိုးသူတို့ကိုချင်းချောက်တာတွေနာကျင်အောင်လုပ်တယ်ဆိုလို့ရှိရင်တော့တူဦးတယောက်တည်းဆိုလို့ရှိရင်10နှစ်ကနေအနှစ်20လူအစုဝေးနဲ့ဆိုလို့ရှိရင်15နှစ်ကနေတသက်တကျွန်းနဲ့သူတို့မှလဲတသက်တကျွန်းကြိုက်လိုက်တာเนาะနင့်တို့တသက်တကျွန်းလို့ထဲရအောင်မြန်မာနိုင်ငံကိုနင့်တို့ကိုတသက်လုံးထိခိုက်မယ်လို့နင့်တို့ဘသူပြောတယ်လဲခွေးတယ်ပြလို့ရှိနေတဲ့ဒီရွေးကောက်ပွဲကော်မရှင်တွေမေးပေးတဲ့ဆက်ဒီခွေးရဲ့ 都我上别墅的过，别墅的没用的过，别墅的 solution 嘞，都乌条贴 solution，眼里干的深嘞，如果是用的 solution，上眼里干的特特都脏的，起痧的特特都脏，阿啥龙阿龙阿羊阿，家己家己也起痧的，苦个特特都脏的起痧的，特特都脏太阳，你侬公伢妈能阿个，不对个，你侬特特老天还没老飘的嘞，亏嘞，哈哈，白的 solution，到你干的看的你个，到你个滴你妈就阿飘起的路呗，谁他妈连个看到？ စခွေးကိုပဲတိုက်ဖို့မဟုတ်ဘူးမိသားစုဒီကိုဒီနေ့ကျမတို့တိုက်ခိုက်ရမှာဖြစ်တယ်ဒီနေ့ကျမတို့ကိုတောင်းမမိသားစုနဲ့မတတ်ဆိုင်တော့သူဒီကိုတောင်းဖမ်းပြီးမှအာလုံနေတဲ့အချိန်မှာဒီနေ့ကျမတို့ကနေမှစခွေးတွေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းတွေကိုကျမတို့ငင့်ညာစရာအကြောင်းမရှိဘူးဒီနေ့ဒီအမှုပညာရှင်တွေကိုပဲကြီးလိုက်သူတို့ဖာနဲ့သူတို့အေးအေးဆေးဆေးနေနင်းတို့ကတော့အရင်တုန်းကဆိုလို့ရှိရင်တော့လက်3600ခဲ့တယ်ဒီနေ့ဘာကြောင့်မို့ခွေးတွေအတွက်ကပြန်မလုပ်ပေးချင်ကြတယ်လဲ ဒီလိုမျိုးလက်နဲ့ထောက်နေကြတယ်ဒါကိုဘယ်လိုနီးနဲ့ဒီမိုကရေစီနီးနဲ့လုပ်တဲ့ရွေးကောက်ပွဲလို့ပြောမလားပါတီစုံလို့မပြောဘူးနော်ပါတီမစုံမှအကုန်သိပြီဆိုတော့ဒီမိုကရေစီရဲ့လုပ်တဲ့ရွေးကောက်ပွဲလို့ဘယ်လိုပြောမလားအခုအခွေးတွေကဘယ်လိုလုပ်နေသလဲနင်းတို့ငွေတို့ကိုကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေထောက်ခံရမယ်နင်းတို့ငွေတို့ကိုကြိုက်ချင်တယ်မကြိုက်ချင်တယ်နင်းတို့ပါဇက်ကိုပိတ်ငွေတို့အုပ်ချုပ်တာကိုနင်းတို့ခံဆိုတဲ့ပုံစံနဲ့ငွေတို့ကိုအုပ်ချုပ်နေတာဒီလိုမျိုးခွေးတွေမြန်မာနိုင်ငံမှာဘယ်လိုထားမလဲ ဒါကြောင့်ကျတော့တော်လာရဲတယ်ပိုးပြီးမှလောက်ကြပါပြီးလို့ရှင်တဲ့လူပြည်သူလူထုတ်ဒီလဲသတင်းဖတ်ကြပါပြည်သူလူထုတ်ဒီသတင်းပို့ကြပါဒီနှစ်ခွေးတွေကအပြတ်အသက်ကိုကျမတို့ရှင်းပြရမှာဖြစ်တယ်ဒီနှစ်ကျမတို့တော်လာရဲတယ်ဂယုဆိုင်ကြပါကြစ်လက်ကြပါပိုးပြီးမှကျတို့ရိုက်ပြစ်ကိုညှိချင်တာဖြစ်ဒီခွေးတွေကိုအမြန်ဆုံးကျမတို့ချိန်မုံးမဲ့အချိန်ဖြစ်ပြီလို့ပြောချင်တယ်နော်ကျွန်တော်ရဲ့ channel ကိုကြိုက်နေတဲ့တဲ့ဆိုရင်လဲ like and subscribe လေးကိုလည်းပြီးခဲ့ကြပါ